ပရိသတ်ထဲမှာလဲအိုခြင်းနဲ့သူပါလားအာမေန်မပြောတဲ့သူတွေမြန်မြန်အိုပါစေပရိသတ်ရဲ့ဒီပရိသတ်ထဲမှာအိုခြင်းနဲ့သူတွေပါလားအာမေန်ဟောဒီပရိသတ်ထဲမှာနာခြင်းနဲ့သူတွေပါလားအာမေန်ဟောဒီပရိသတ်ထဲမှာသိခြင်းနဲ့သူတွေပါလား ါဘူးတဲ့ဒီလက်ကျတဲ့ဝေဒီကိုတော့လည်းမအိုခြင်းဘူးမနာခြင်းဘူးမသိခြင်းဘူးတဲ့တလောကလုံးပြိတရေလက်တို့ပြီးတော့လိုက်မေးကြည့်ရင်အိုခြင်းနာခြင်းသိခြင်းတဲ့သူတွေဒီလောကရှိပါမလားရှိပါဘူးဗျာဘလောက်ပင်မအိုခြင်းမနာခြင်းမသိခြင်းတော့လည်းပဲတို့များရထားတဲ့ခန္ဓာကိုယ်ကြီးကအိုရမယ်တဲ့နာရမယ်တဲ့ ပြီးတော့ပြေပါဗျာပြေလို့ရှောင်လို့ပုံးလို့လွတ်ပါမလားလွတ်ပါဗျာဩလူပြည်လောကလူဘဝကဩယနာယသေယဩကမြေမှန်ပေသည်တဲ့ဆရာဇော်ကြီးကဒီထဲမှာပညာရေးအတိုင်းဝိုင်းကမိသားစုတွေပါတယ်ဆရာဇော်ကြီးအရင်တော့ကတော့စနစ်ဟောင်းဆယ်တန်းနဲ့ကြပြားလေးတွေ့တယ်ဟုတ်လား ဩလူပြည်လောကလူဘဝကဩယနာယသေယဩမိမံမေသီးတဲ့တို့တပြီကသင်သေးသွားတော်ဆရာဇော်ကြီးကသင်သေးသွားတော်ဒီစကလုံးလေးပြောကြည့်သင်သေးသွားတော်ပြန်ပြောပါဦးသင်သေးသွားတော် ấy thì giờ cái lông bông bông ạ tích chảnh xe do gì của em đang lý ra mỹ nhớ ra bây giờ có đấy cái giá đùi này châu ngồng bi độ thi thi mi mị giờ cái lông lì đông lông lì lông lên này thi mi ông gì này nghe biển số mẹ tên đi tua to biển biểu bảo tên số đấy này mà ngã số bi độ biểu gì vậy ငါသေးသွားတော်ပြန်ပြောပါဦးငါသေးသွားတော်အတိတ်တွေအများကြီးပဲเนาะအဲ့ဒီငါသေးသွားတော်သင်သေးသွားတော်ဆိုတဲ့စကားလုံးကိုပြိဿရေချဲ့ပြောရင်ဒီကနေ့တညာရဲမဟုတ်ဘူးတလာလုံးဟောရင်တော့မကုန်ဘူးတဲ့အမှန်ကြီးတညာရဲနဲ့မလောက်ဘူးတလာလုံးပြင်မှရအောင် ငါတည်သွားတော့တဲ့ပြိသက်ရေးတွေးဘူးလားမမှန်လိန်ကြည့်မမှန်လိန်ကြည့်ကိုကိုကိုတွေးဘူးလားငါတည်သွားတော့တွေးမိဘူးလားရှာရှိတော့ရှိတယ်ရှာမယ်ဟုတ်လား တို့ပရိသတ်လူအများစုကဒီနေ့ဒီအလုတ်ပြီးရင်နောက်နေ့ပါအလုံးလုံးမယ်ဒီနေ့ဒီလူနဲ့တွေ့ပြီးရင်နောက်နေ့ပဲလူနဲ့တွေ့မယ်လုပ်ငန်းတွေတခုပြီးတခုလုပ်ဖို့ပဲစဉ်းစားတယ်သေဖို့စဉ်းစားတယ်သူဒီလောကမှာရှားတယ်ထိုနည်းတို့သွားပဲကြည်လဲကြဲတဲ့ဘွဲ့လဲသေဖို့မိနေတာ ပြောပါဘုံမနေတာဒီညဒီပွဲဟောပြီးရဲ့နောက်ညဘယ်ပွဲမှာဗတရားဟောမယ်နောက်နေ့ဘယ်နေရာမှာဘယ်ညမှာဗတရားဟောမယ်ဟောဖို့ဟောဖို့ပဲစဉ်းစားနေတာဘာဖို့မေ့နေတာဟောဒီလောကမှာရှိတဲ့လောကလူသားတွေဟာပြိတ္တရေစားဖို့နေဖို့ဝို့ဖို့ စာဝတ်နေရအတွယ်ပဲစဉ်းစားတတ်ကြတယ်သေဖို့ဘာဖြစ်နေတတ်ကြတယ်အပမတောအမတံဗတံပမတောမေစုနောဗတံဒီတရားကိုမြတ်စွာဘုရားက45နဲ့9နဲ့တိုင်တိုင်နှိမ့်တိုင်းဟောသွားတာတခါတည်းလားနှိမ့်တိုင်းလားနှိမ့်တိုင်းပါဗျာ အခြားအခြားသောသုတ်တဝိနည်းအဘိဓမ္မာတရားတွေကိုပြိသက်ရေ45နှစ်တလျှောက်တစ်ချိန်တစ်ခါသာဟောခြင်းဟောညာတော်လည်းပဲဟောရင်အပမတာတရားကြတော့ပြိသက်ရေမြတ်စွာဘုရား45နှစ် တခါတည်းဟောတာလားနေ့တိုင်းဟောတာလားအာပမတောအမတံဗတံပမတောမေဇုနောဗတံဟေจิตာจิตမိတို့မင်းတို့မမေးကြနဲ့ဖယားကပါတဲ့မမေးကြနဲ့တဲ့